အားလုံးပဲမင်္ဂလာပါမန်နီယူချင်တွေကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆိုအပ်တလေးတွေပို့ရှိပါတယ်ဘရေဖို့တိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့အမ်ဘူမိုနဲ့နေပြောက်ဖရဲကိုစပါအသင်းကတပြိုင်တည်းခေါ်ယူဖို့ရှိနေတယ်ဆိုပြီးတော့တက်လာတဲ့သတင်းတွေပို့ရှိပါတယ်ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့အခြေအနေတွေဘယ်လိုရှိမလဲဆိုတော့ဒီကနေ့မှာဆွေးနွေးသွားရအောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဆိုတော့ United တင်ကားမှာဗျာခေါ်ရဖို့ကြိုးပမ်းနေတဲ့ Brian Embumo ကိုစပါကကယ်လမတစ်ခုပြုလုပ်ကခေါ်ရဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့ဒဆန်းကနေကျွန်တော်တို့ဖော်ပြလာတဲ့ Embumo အပြင်နေပြတော်မဲ့ Fred ကိုပါတပြိုင်တည်းခေါ်ရဖို့ဥတည်ထားသလိုလက်ရှိစပါအသင်းကိုအောင်မြော်ကူညီပေးနိုင်ဖို့လဲတော်မဲ့ Fred ကိုမျှော်လင့်နေကြတာပေါ့ဗျာ Manchester United နဲ့အသင်းနဲ့ကစားသမားဖြစ်သူကိုပေါင်55သန်းနဲ့ပထမတစ်ချိန်ကယ်လန်ခဲ့တယ်အဲ့ဒီကယ်လန်ချက်ကို Brevo တင်ကပေးချခဲ့တယ် ဆိုတော့အသေးဘက်ကထဲမဲ့ပြီးတော့ကျိုးပဲဖို့ပုံစံမှာစပါကအဲဘူမိုကိုပေါင်သက်60အထိတိုးမြင့်ကကဲလဲတော့စီစဉ်နေတာပေါ့ဗျာဆိုတော့ဒါကကျွန်တော်တို့အသင်းအတွက်ကိုမကောင်းတဲ့အနေအထားတစ်ခုပထမဆုံးကျွန်တော်တို့မတည့်ရကုညာကိုခေါ်ဝင်နိုင်ခဲ့တယ်ဘာမှပြဿနာမရှိခဲ့ဘူးအခုဒုတိယအချိန်ခေါ်ဝင်ဖို့ကျိုးပဲနေတဲ့ဘရယန်အဲဘူမိုကသူတို့တိဘပေးချတာကိုခုံကောက်ယူပြီးတော့စပါကပေါင်သက်60တိုးမြင့်ပြီးတော့ကဲလဲဖို့ရှိနေတာဒါကမလွယ်ကူပါဘူးဘာဖြစ်ဆိုတော့ ဘရိုင်ယန်အမ်မူမိုအနေနဲ့လက်ရှိမန်စတာယူနိုက်တက်ဒ်မှာကစားလို့နေတဲ့သူတို့အသင်းကိုလည်းတရားဝင်ယူနိုက်တက်ဒ်ကိုပြောင်းရွှေ့ဖို့အတွက်လဲဖွင့်ထားတယ်ပြောကြားထားတယ်ဆိုတော့ညာလဲအခုစပါကပေါက်တဲ60 60ကျော်ထိတိုးမြင့်လိုက်တဲ့အနေအထားတစ်ခုမှာဘရေဘိုအသင်းကပြည်အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဖန်တီးပေးမလဲပေါ့ဗျာဒါကအင်မတန်အရေးကြီးတယ်ကျွန်တော်မေဆာအောင်နည်းနည်းအသိနေတဲ့လာမယ့်နေရာဒီကာလာတွေ့တွေ့မှာအမေကန်ပြောင်းလဲဖို့ပုံစံတွေ့နေရတယ်အမေကန်လည်းကြိုးပဲ့နေတယ်ဒါပေမဲ့လို့ ထမတယောက်ကတော့ကျွန်တော်တို့အာအခက်အခဲမရှိခေါ်နိုင်ခဲ့တယ်။ဒုတိယတယောက်ကြတော့စပါကကြားပြက်ခေါ်ဖို့ရှိနေတာ။သူတို့ကကစားသမားအပြင်နေပြောက်ကိုပါသူတို့ရဲ့အသေးမှာခေါ်ထားဖို့အတွက်နှစ်ယောက်ကိုတပြိုင်တည်းအဲ့လိုမျိုးရှိတ်ဆဲနေတာ။ဆိုတော့အသေးဘက်ကပေါ့ဗျာဓမ္မတကြီးပေါင်း55တန်းနဲ့ကဲလန်ခဲ့တဲ့နေရာတခုမှာသူတို့ကပေရှားခဲ့တယ်ဆိုတော့နောက်တစ်တကြီးကဲလန်မျိုးပုံစံမှာဘလောက်တူးမြင်ပြီးတော့ကဲလန်လာမလဲ။ဆိုတော့ တဖြည်းဖြည်းနဲ့မတည့်ရဲ့ကိုညာနဲ့ဒီကစားသမားဖြစ်သူရဲ့ပြောင်းရွှေ့ကကျွန်တော်တို့ဒီဈေးကွဲမှာဆိုတူညီတာတို့လို့ဖြစ်လာတယ်။စဉ်းစားကြည့်လေမတည့်ရဲ့ကိုညာကပေါင်း၆ဆင်းနေတဲ့သမား၅သက်အဲ့ဒါကိုကျွန်တော်အရေးကြနှစ်နေခွေးဆဲရမှာဒါပြဿနာမရှိဘူး။အခု Brian Album ကိုကြပြတော့အဲ့လိုမဟုတ်ဘူး။တခါတည်းသူ့ကိုပေါက်တဲ့90ဆို90 95သန်းဆို95သန်း60ဆို60အဲ့လိုမျိုးတခါတည်းပေးရမှာကစားသမားဖြစ်သူက Brave နဲ့စာချုပ်တစ်နေ့ကျန်သေးတယ်။ဒါကိုသူတို့အသင်းဘက်ကခွင့်ကောက်ယူပြီးတော့ ပထမတစ်ချိန်ကဲလဲမှုကိုပေးချခဲ့တယ်ဆိုတော့စာသမားတို့ရဲ့တဖြည်းဖြည်းနဲ့မင်စာအောင်နဲ့တဲ့အတင်းနဲ့ဒီကစားသမားဖြစ်သူရဲ့ခေါ်ယူမှုအပိုင်းတွေပါဆိုမေးမိလာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အဘရန်အေဗူမကမင်စာအောင်နဲ့တဲ့သူကိုဘလောက်ပေးပြောင်းရွှေ့ဖို့အတွက်စင်သားပြင်းပြနေတယ်လို့သူတို့အတင်းဘက်ကဈေးများတဲ့အတင်းကိုပြောင်းရွှေ့ခိုင်းမယ်ဆိုရင်ကျွန်တော်ကကြံခဲ့ရမှာအသေးအနေနဲ့အထူးသဖြင့်ဘုတ်ဖေးဝင်တွေရဲ့လှူရှာမှုပုံစံကမတရားကုညာကိုခေါ်ဦးတဲ့ပုံစံမှာတော့ကောင်းခဲ့တယ်ဒါပေမဲ့လို့အခု အမှုမှုခေါ်ဖို့လုံးဝအဆင်မပြေနိုင်လောက်တဲ့ငွေကြေးပမာဏဖြစ်တယ်။စဉ်းစားကြည့်လိုက်မြေပေါင်သဲ60စပါးကတူမြင်လိုက်တာ။ဒါတော့ဘရဘိုတင်ကဘလို့လာမလို့တော့မသိဘူး။အခုမက်ဆာအောင်နည်းနည်းအတိကဲလေးရှုပ်ကိုသူတို့ပေရှားခဲ့တယ်။ပေါင်55သဲဆိုတာမနေပါဘူးစာသမားတို့ရင်။ဘာလို့ဆိုတော့လက်ရှိဘရဘိုတိုက်စီကစားသမားအမှုမှုဟာပရီးမီးယားလိမ့်မှာဆိုရင်ဒီရသည်တွင်းကို20တွင်းခဲ့တယ်။စာချုပ်ကျန်သေးတယ်အသက်က25နှစ် ဒါတွေကိုသူတို့အတင်းကခွင်ကောင်းယူပြီးတော့ပြောင်းရွှေ့ရွှေ့တိုးမြင့်လိုက်တာဆိုတော့ကျွန်တော်တယောက်ရဲ့အမြင်ပြောလို့ရှိရင်တော့ပေါင်သန်း60 65သန်းဆိုရင်လုံးဝမတန်တဲ့အနေအထားတစ်ခုဒါတော့55သန်းတော့တော်တော်များနေပြီကျွန်တော်တို့ကတော့ဒီကစားသမားဖြစ်သူကိုခြံခဲ့ရမှာပဲဘလောက်ပဲတရာတင်မီ90တင်တင်30တင်တင်ယူနေတဲ့အသင်းကိုရောက်ပြီဆိုရင်ရရှိမဲဝိုင်လဲတို့လိုပြီးလို့ရှိရင်အန်တိုနီဆန်တိုတို့လိုတခြားသောကိုအသင်းကိုရောက်လာတဲ့ကစားသမားတွေမျိုးဖြစ်တော့ခင်ဘယ်လိုလုပ်မလဲ လုံးဝတန်မှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့အသင်းဘက်ကခေါ်ရီတွေပိုးခွေတွေကတည်တည်ရှိရှိကျွန်တော်ပြင်ဆင်ဖို့လိုတယ်။ဒီနိုင်ဖို့လိုတယ်။ပေါက်သေး60 90ပေးပြီးတော့တရာဒီမှာကို၃လစ်စင်မသိဘူးဘာလို့မှလဲ။အဲ့ဒီကစားသမားကိုပရေဖို့မှာတောက်ချောက်ခြေစမ်းပြားနေတယ်ဆိုပေမဲ့လို့ကိုအသင်းကိုရောက်ပြီးတော့တိုက်ပဲသွားရင်ကျွန်တော်ဘလို့မလဲ။နောက်ဆက်တဲ့ပြဿနာတွေကအများကြီးရှိတယ်။တာရကတွေကလည်းတော်တော်များများရှိတယ်။ စာကြိုကလေးတို့အသင်းကိုမရောက်လာတဲ့အနေအထားတစ်ခုမှာသူတို့ဂလီစာတို့နဲ့ဖြစ်သန်းခဲ့တယ်ကစားသမားခေါ်မှုပိုင်းတွေမှာအားနေတယ်အခုလေးအားနေနေစေပဲပေါင်သက်ရှောက်စီလုံးဝမဖြစ်သင့်တဲ့အနေအထားတစ်ခုစပါကအပြိုင်ကျိုးပဲလာတယ်ဆိုတော့သူမြင်လိုက်တာပေါ့ပြတဲ့အသင်းက၅စင်၅သက်ကဲလိုက်တာကိုဘရေဘကပြေချလိုက်တယ်ဆိုတော့သူက၆စင်နဲ့ကဲလိုက်မယ်၆စင်၅သက်နဲ့ကဲလိုက်မယ်ဒါမျိုးတွေဖြစ်သွားမှာဆိုတော့ကျွန်တော်ကတော့ဗျာဒီအမ်မိုမိုခေါ်မဲစာတခြားတစ်ယောက်ကိုပဲကျွန်တော်ခေါ်စေရှင်တယ် ပေပောက်ကဲ55ဆိုတော့တော်ပြီပေါ့အခုကအဲ့လိုမဟုတ်ဘူးယူနိုက်တက်တင်းကခေါ်မယ်ဆိုရင်လည်းပဲဈေးကတက်တော်ပြီလုံးဝမဖြစ်သေးဘူးစရော့စာသမားတွေဒါကမက်ဆာကိုနည်းနည်းအသေးခေါ်ဖို့ကြိုးပဲ့နေတဲ့ဘရေဘိုတိုက်စီကစားသမားဘရိုင်အန်ဘူမိုကိုစပါအတင်ကကစားသမားအပြင်နေပြောက်ကိုပေါ့ခေါ်ဖို့အတွက်ကြိုးပဲ့လာနေချင်းရှိတယ်ဆိုပြီးတော့တစင်းကနေပေါ်ပြလာတဲ့အနေထားကိုကျွန်တော်ဆွေးနွေးတော့ခဲ့ရပြပါတယ်ဘရိုင်အန်ဘူမိုကိုမက်ဆာကိုနည်းနည်းအသေးကလက်လျှော့တော်မလားစပါအတင်ကပဲ နေပြနဲ့ကစားသမားဖြစ်သူကိုတပြိုင်တည်းခေါ်နိုင်ဘူးရှိမလားဆိုတာညီကိုတို့ရဲ့မိလေးတို့စီနေပေးကြပါဦးနောက်ထပ်အတင်းနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့တွေမှာပေးကစားသမားတွေကိုယူနေတဲ့အသင်ကပြင်မဲ့တာခေါ်ဖို့စောင့်ကြည့်လာမလဲအေဘူမောကမက်စတာနဲ့တဲ့အသင်ကိုအမဲကယ်ဆုံးနဲ့ရောက်လာဖို့ရှိမလဲဆိုတာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြင်နေကြအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးတော့ဒီလောက်ပါပဲယူနေတဲ့ဖန်တူတူတယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်အသေးသေးတော့မယ်ဖန်များလေး like and subscribe လေးတွေမလိုအပ်သေး like and subscribe နဲ့ notification ကောင်းလို့ဒီတာပြီးတော့ VPN လေးခင်ကြည့်ပေးဖို့မြစ်တာရိတ်ခင်ပြောကြလိုက်ပါရတယ်အားလုံးပဲကျေးဇူးများကျေးမာတယ်အားလုံးပဲโอเคပါ